အားလုံးပဲမင်္ဂလာပါရှင်။သမီးတို့ကတော့ Great Trail Bio ចောင်းသားចောင်းတွေပဲဖြစ်ကြပါတယ်။ဒီဗီဒီယိုလေးထဲမှာဆိုရင်သမီးတို့ကဒီပဲရဲ့လောက်ချက်မှုအရေးခင်ចောင်းကိုတင်ဆက်ပြပြပေးထားတာပဲဖြစ်ပါတယ်။ဒီပဲရဲ့လောက်ချက်မှုအရေးခင်ចောင်းကိုနားမထောင်ခင်မှာပထမအဦးဆုံးအနေနဲ့သမီးတို့ရဲ့အဖွဲ့ဝင်တွေရဲ့အဖွဲ့ဝင်တွေရဲ့အခန်းကဏ္ဍအသီးသီးနဲ့အစီအစဉ်တွေကိုသိလာလိုက်ကြရအောင်။ ေ့လာပြီးသွားပြီဆိုရင်တော့ဒီပေးလောက်ခြင်းမှုအရေးခင်ကြအောင်ဆက်လက်ပြီးတော့နားထောင်လိုက်ကြရအောင်လားနော်ဒီပေးလောက်ခြင်းမှုအရေးခင်ဆိုတာဘာလဲဒီပေးလောက်ခြင်းမှုအရေးခင်ဆိုတာ2003ခုနှစ်မေလ30ရက်နေ့စကိုင်းတိုင်းဒေသကြီးဒီပေးမြို့နယ်မှာ NLD ပါတီရဲ့စီယုံရေးခီးစဉ်လက်လည်နေခြင်းမှာဖြစ်ပွားခဲ့ပြီးတော့အစိုးရနောက်ခံပြုလူအုပ်စုရဲ့လက်ချက်နဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေသာမကပဲ အဲ့အချိန်ကဂျောင်ဆန်းစုကြည်ကိုမြင်မှုချင်းလို့ခရင်းစင်တော်ကိုလိုက်ပါလာကြတဲ့ចောင်းသူចောင်းသားတွေနဲ့ဒေသခံတွေအပါဝင်အ ਨੇ ဆုံးလူအယောက်ပေါင်း80ခန့်တေဆုံးခဲ့ရတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။လူများပြတည်ကြည်ထင်ရရပြီးတော့ကဘာမာရောမြန်မာမှာပါ အဖြစ်ဆိုးတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်းပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ရဲ့အကျဉ်းချုပ်ကတော့ပါတီရဲ့ဒေါခရာဖွေချောင်းအောင်ကြီးဦးတင်ဦးနဲ့ ဒေါ်စန်းစုကြည်တို့ဦးဆောင်တဲ့စီယိုရင်အဖွဲ့အားဆိုရင်ဒီပင်းမြို့နယ်ကြည်ရွာတို့အရောက်ညရှင်းနိုင်ခံမှာဒေါက်တာဝါရွံ့များကိုင်းဆောင်လာတဲ့အကြံဖတ်လူစုပါဝင်တဲ့ထောင်ရှိတဲ့လူဟုတ်ကြီးအားဆိုရင်ညတန်ပေးပြီးတော့စီယိုရင်တန်များအပါအဝင်လာရောက်အားပေးကြိုဆိုကြတဲ့ရဟန်းတန်ကများဘာသူရသားများကို၄နိုင်ခံအကြအကြံဖတ်ရိုင်းနဲ့တက်ပြတ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်။ဒေါ်စန်းစုကြည်ပါရှိတဲ့ကားကိုအဓိကထားတိုက်ခိုက်ခဲ့တော်လဲပဲ။ ကောင်းမှန်များ꿰ခဲ့ပြီးရဲ့နောက်မှာတော့လူငယ်ရင်မောင်းကအကြမ်းဖက်သူများအကြမ်းအတိုးထွက်မောင်းနှင်ခဲ့တဲ့ဖြစ်လွတ်မြောက်ခဲ့ပါတယ်။လုံချံမှုအပြီးမှာဆိုရင်စစ်အစိုးရကတော့ဆန်းစုကြည်ကိုနေအကျေကျုံရှောင်းနေရှုံတော်ပြီး NLD ရုံချုပ်ကိုလည်းရှိတ်ပိတ်ရှင်းနိုင်ငံခံကြရသူများကိုလည်းနိုင်ငံတော်ဝန်ရှိထောင်သီးသီးတွင်ဖမ်းဆီးအကျဉ်းချချင်များကိုပြုလုပ်ခဲ့ပါတယ်။ဒီအကြမ်းဖက်မှုဟာဆိုရင်စနစ်တကျကြိုတင်ကြဆီခဲ့တဲ့လုံချံတပ်ဖြတ်မှုတစ်ခုဖြစ်ပြီးတော့အဲ့ဒီလုံချံမှုကိုကျေးဇူးလူမိုက်များက အာဏာရှင်အလိုကျကျွလွန်ခဲ့ခြင်းဖြစ်ကြောင်းကိုမြေပြင်ချက်လက်များနှင့်လုံခြုံမှုအစီရင်ခံစာမှတ်တမ်းများအရသိရှိရပါသည်ဒီပန်းရေလောက်ချက်အရေးခင်ဖြစ်ပွားရတဲ့အတ္တိကအကြောင်းရင်းတွေကတော့အဲ့ဒီချိန်တုန်းကမြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့စစ်အစိုးရကတော်ဆက်စုကြည်ရဲ့နိုင်ငံရေးဩဇာအာဏာတိုးပွားလာမှာမလိုလားခဲ့ပါဘူး။ NLD ပါတီရဲ့လူမှုထောက်ခံမှုရာဆိုရင်စစ်အစိုးရအတွက်ချင်းချောက်မှုတရက်ဖြစ်လာနိုင်တယ်လို့လည်းသူတို့ယူဆခဲ့ကြပြန်ပါတယ်။ LG ပါတီယာဆိုရင်2003ခုနှစ်မှာတနင်္ဂနွေလုံးအတိုင်းတိုင်းစီအောင်ရေးခရီးစဉ်တွေကိုစာရိုက်နေခဲ့ပါတယ်။ ီလှောက်ရှားမှုတွေကလူတို့ရဲ့ထောက်ခံမှုပုံမူရရှိလာစေပြီးစစ်အစိုးရကိုဖိအားပေးနိုင်တယ်လို့ယူဆခဲ့ကြပါတယ်။ဒီတိုက်ခိုက်မှုကိုအစိုးရကျူတင်စီစဉ်ခဲ့ပြီးအစိုးရကိုထောက်ခံတဲ့ဒေသခံတွေကိုအသုံးပြုခဲ့တယ်လို့ယူဆရပါတယ်။တိုက်ခိုက်သူတွေကိုလက်နက်တွေထောက်ပံ့ပေးခဲ့ပြီးလုံခြုံရေးအရကာကွယ်ပေးခဲ့တယ်ဆိုရဲဆွဆဲချက်တရားလည်းရှိနေခဲ့ပြန်ပါသေးတယ်။1990ရွေးကောက်ပွဲမှာ NLD ပါတီကအပြတ်အသတ်အနိုင်ရရှိခဲ့ပေမဲ့စစ်အစိုးရကအာဏာလွှဲပြောင်းပေးဖို့ငြင်းဆန်ခဲ့တဲ့အတွက်နိုင်ငံရေးတင်းမာမှုတွေကနှင်းတက်လာခဲ့ပြန်ပါတယ်။ ဒီအခြေအနေရာဆိုရင်အကြမ်းဖက်မှုဖြစ်ပေါ်လာစေနိုင်တဲ့အခြေခံအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့ဒီမရဲ့ပါတီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကိုလွတ်ကြောင်မှုဟာမြန်မာနိုင်ငံရဲ့ငွေငယ်ရေးရလှုပ်ရှားမှုတစ်ခုဖြစ်အမှတ်တမ်းတင်ခံရတာကြောင့်ဂျိုးဆက်တီကတော့ညပြောဆက်ရှိခဲ့ပါတယ်။ဒီပဲလှုပ်ရှားမှုပြီးကာလကတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီပေါ်မှာရောက်ဆောင်တော့ဂျိုးသေးအောင်မျိုးဖြစ်ပေါ်ခဲ့တဲ့ကာလမျိုးဖြစ်ပါတယ်။တော်ဆန်းစုကြည်ကိုအာနာရှင်စစ်ဆိုးရကနေအကျေကျုပ်ပြစ်ထက်မှတ်ဖန်ရှိပြီးတော့စောင့်ကြည့်ခြင်းကိုခံခဲ့ရတယ်။ ် NLD ပါတီဝင်ရှို့ကိုလည်းဖမ်းဆီးကြတယ်တက်ပြတ်တာတွေနှိပ်စက်ကြံကြုတ်တာတွေဆောင်ရွက်ခဲ့ပါတယ်။လူကြံမှုပြီးမှ NLD ပါတီကနိုင်ငံရေးလှုပ်ရှားမှုကိုရပ်တန့်ထားပြီးတော့နိုင်ငံရေးနဲ့ဝေးကွာခဲ့ရတာ။အချိန်ဒီမှာပဲ NLD ပါတီရဲ့မှာလည်းအခက်အခဲတွေအတွင်းနဲ့ကွာခြားမှုတွေကပေါ်ပေါက်ခဲ့ပါတယ်။ဒီပင်းဖြစ်ရပြီးမှမြို့သားဒီမိုကရေစီပကြော NLD ပါတီကလည်းစက်ကောက်စီပေါ်ရေးယူမှုကိုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလှုပ်ဆောင်ချက်တွေကဆစ်ဆိုးရရဲ့ထိချုပ်မှုအောက်မှာလည်းများစွာသောက်ထွက်ခဲ့တဲ့ခြေအနေမှာလှုပ်ရှားခဲ့ရတာ။ NLD ဌာနချုပ်နဲ့တရှုလူမြောက်ဖွဲ့ဝင်တွေကစစ်ဆိုးရဲ့ရန်ပြုံးမှုတွေပေါ်ဝေဖန်တဲ့ထုတ်ပြန်ချက်တွေကိုထုတ်ပြန်ခဲ့ကြပါတယ်။နိုင်ငံတကာမီဒီယာလူခွင့်ရေးဖွဲ့နဲ့ဆက်သွယ်ပြီးတော့ဖြစ်ဖြစ်ဒီကြောက်နောက်ဖော်ပြခဲ့ကြပါတယ်။ဒါတွေကအာဏာရှင်စနစ်ပေါ် PR တွေဖြစ်စေခဲ့ပါတယ်။တစ်ဖက်မှာကြည့်မယ်ဆိုရင်မြန်မာနိုင်ငံကနိုင်ငံတကာအသိုင်းအဝိုင်းကနေပြီးတော့အန်ဆိုင်မှုအများပြားရရှိမှုကလာတယ်ဖြစ်ခဲ့ပါတယ်။ဒီဒီဘိန်းအမှုကြောင့်လေအနောက်နိုင်ငံတွေထိုင်းနဲ့အာဆီယံအဖွဲ့ဝင်တချို့ကနေပြီးတော့ ကျက်ဆူရဘက်ကိုပြင်းထန်စွာအပြစ်တင်နေရပြီးတော့အမေရိကန်ဗီရီရှာအီရန်နိုင်ငံတွေကပါစီးပွားရေးပြစ်ဆုံးမှုပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်ဒင်းထာနိုင်ဘက်ကဒီလုံခြံမှုကစစ်ဆူရဘက်ကစီစဉ်လုံဆောင်နေတယ်လို့တန်မြတ်ရှိရကြောင်းအသေးစိတ်ဖော်ပြကြပြီးတော့မြမလူခွင့်ရေးအခြေအနေနိုင်ငံတကာကပုံမှန်ဆွေးနွေးလာပါတော့တယ်။အာဆီယံနိုင်ငံဘက်ကပါစစ်ဆူရကိုတိကျတိကျသာတတိပေးဖော်ပြခဲ့တဲ့ပထမဆုံးအခါဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဖြစ်ဟာဆိုရင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းမှာတင်းပြရဲ့အမှတ်အသားတစ်ခုနဲ့ချိန်ရိုက်ခဲ့ပြီးတော့နောက်ပိုင်းမှာပြည်ရင်းနိုင်ငံရေးတကြောင်မှုနဲ့နိုင်ငံတကာဖိအားတွေကိုတိုးမြင့်နေခဲ့တဲ့အကြောင်းအရာတစ်ရပ်ဖြစ်လာပါတယ်။နောက်တစ်ခါမှကြည့်မယ်ဆိုရင်လေပြည်သူရဲ့အပေါ်နဲ့နိုင်ငံလူပေါ်တက်ရောက်ခဲ့တဲ့အကျိုးဆက်တွေကလည်းမနှဲလာပါဘူး။အရေးတော်ပုံတွေမှာအကျောင်းသားတွေကအဆွေအကျောင်းတွေကနေထွက်နိုင်ငံရေးကိုစူးစိုက်လာခဲ့ကြတော့လေ။ဒါကြောင့်လေပညာရေးစနစ်ပေါ်အချို့ကအဆင်ပြေတာမျိုးတွေဖြစ်လာခဲ့ကြတယ် မတော်ဆပညာရေးဖြစ်စည်းမှုဆိုတာဖြစ်လာပါတယ်။အရေးပုံကြောင့်တချို့ပြည်သူတွေကြားထဲမှာအစိုးရဆက်ညင်ပန်းဆိုတဲ့အယူသီးမှုပေါ်ပေါက်လာနေပါတယ်။ဗြိတိသျှအစိုးရကရေးရပုံပြီးမှတော်လိုင်းကြီးကိုလည်းဖန်စီထောင်ချတာပြီးလုပ်ခဲ့တဲ့အတွက်ကြောင့်လည်းလှုပ်ရှားမှုတွေပေါ်စိုးမှုမှုများလာတော့နောက်ထပ်လှုပ်ရှားမှုခက်ခဲလာပါတယ်။ဒီရှိနေစိုးတွေကနေကြီးနဲ့အင်အားအရာမပြည့်စုံတာကြောင့်ပညာရေးအခြေချတဲ့မှုတွေရှိခဲ့ပါတယ်။ဒီကြအစိုးရဘက်က ပြီးမှန်ပြတဲ့ဒီကြောင့်လေဒီကြောင့်နေကအောင်သွားတဲ့သူတွေအတွက်လည်းအလုတ်ကန်ခွင်းနဲ့ကနေခဲ့ပါတယ်ဒီဒီပဲရဲ့အကြီးတော်မှာတချောင်မြားသာရှိပေမဲ့လေအဖွဲ့စည်းတကြလှုပ်ရှားမှုမရှိရကြောင်းလေကြောင်းလှုပ်ရှားမှုအချို့ဟာပုံမတွက်ကြအောင်စီမံခွဲဖို့အခက်အခဲရှိခဲ့ပါတယ်အရေးတော်ပုံကြောင့်အစိုးရအကြောင်းတွေကထွက်ခဲ့ရတဲ့ကြောင်းသားအရှုပါ National School တွေမှာပညာသင်ကြားခဲ့ပေမဲ့ပညာရေးအရေးအသွေးမညီခြင်းနောက်ပိုင်းမှာအလောက်ကအခွင့်အလမ်းနေခြင်းကြောင့်လည်း သူတို့ရဲ့အနာဂတ်ကိုအပြေအဝအကျိုးမထွက်နိုင်ဖြစ်ခဲ့ပါတယ်။အေးတော့ပုံအတွင်းဦးဖေတိုးဆရာဦးမောင်သိန်းနောင်တော်လည်းကောင်းဆောင်တွေအပါအဝင်များစွာဖန်ဆီးခံရပြီးတော့မရှိကလည်းထောင်နဲ့ကြာစီခံခဲ့ရပြီးတော့မိသားစုနဲ့ကွက်ကွက်နေခဲ့ရပါတယ်။ကျမ၏အနေနဲ့ကြာရောက်ပြီးတော့နာကျင်မှုတွေကိုလည်းခံစားခဲ့ရပါတယ်။အေးတော့ပုံထဲမှာပါဝင်ခဲ့ကြရတဲ့အတွက်ကြောင့်အရှုကမိဘတွေအတိုက်ခံရတာမျိုးတွေလည်းရှိခဲ့ပြီးတော့သာသမီစနီမယားတွေဘေကင်ဘို ခန့်ရှင်းရှင်းနေဘဝကိုမတိမတားလှမ်းခဲ့ရပါတယ်။အရေးတော်ပုံအတွင်းလူရုဆန္ဒပြမှုတွေအပေါ်တင်ကျပ်မှုတွေကြောင့်လည်းရဲနဲ့ပြည်သူမှုတွေရဲ့အကြမ်းမှာအကြမ်းဖက်မှုတွေဖြစ်ပွားပြီးတော့အရှုတ်ကတတ်ဆုံးရှုံးခဲ့ရပါတယ်။တင်ဆောင်သူတွေထဲမှာအကြောင်းသားလူငယ်တွေလည်းပါဝင်ပါတယ်။တကယ်တမ်းအရေးတော်နောက်ပိုင်းမှာလွတ်လပ်ရေးဆိုအားကြီးမားလာမယ်လို့မျှော်လင့်ခဲ့ကြပါမယ်လေ။ပြည်ထရှာအစိုးရကထက်တဲ့နဲ့အုပ်ချုပ်လာတာကြောင့်လည်းတော်လည်ရေးစိတ်တဲ့တွေတဖြည်းဖြည်းညစ်တက်လာခဲ့ပါတယ်။ တချို့သူတွေကလည်းတိုက်ခိုက်မှုကြောင့်နှောင်လှုပ်ရှားဖို့ကြောက်လာခဲ့ကြပါတယ်။ဒါကြောင့်ဒီပရဲ့အေးတော်ပုံဟာနိုင်ငံတကာစစ်အစိုးရပေါ်ရှုံရှားပြစ်တင်မှုတွေကိုအများပြားရရှိခဲ့တာကြောင့်မလို့ဂုံယူစရာတခုဖြစ်ပေမဲ့လည်းတော်လရေးတန်တဲ့စစ်အစိုးရရဲ့အဖက်ဖက်ကနှိမ့်ဆက်မှုတန်တွေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေအဖို့ကတော့ဝန်내စရာနောက်ခံတွေဘဝတွေအသက်တွေကိုရင်းခဲ့ရပြီးဝန်내စရာနာကျင်စရာဖြစ်ရခြင်းတခုလည်းဖြစ်ခဲ့ပါဗျာ။ ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာဒီပဲရင်းမြို့နယ်ဟာလူမှုကောင်ဆောင်တော်ဖက်စုကြီးနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေကျောင်းသားတွေကိုလုံခြုံတဲ့နယ်မြေအပြင်ပြည်သူတွေရဲ့ထင်မြင်အောင်နှာခေါင်းရှုံးကြအောင်ဆစ်ဆွေရကပုံပေါ်ခဲ့ပါတယ်။တကယ်တော့ဒီပဲရင်းမြို့နယ်ဟာခင်းဆက်ဆက်အာဏာရှင်ကိုတိုက်ထုတ်နေတဲ့နယ်မြေဖြစ်တာအရင်ကကောအခုစစ်တပ်အာဏာသိမ်းမှုမှာပါလက်တွေ့တည်ပြနိုင်ခဲ့ပါတယ်။ကမ္ဘာကျော်ခဲ့တဲ့ဒီပုတ်ဖြစ်ခံရတဲ့ဖြစ်ရဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးခေတ်လူစုတပိတ်တိုက်ပွဲတွေမှာ ားဒီပဲတမိုင်းမိုင်းချင်းနဲ့ဆိုတဲ့စိုက်ပုတ်ကိုကင်ဆယ်ပြီးအာနာရှင်ကိုတော်လှန်ခဲ့ကြပါတယ်။လက်ရှိအချိန်ထိလည်းစစ်အာဏာရှင်ကိုအမျိုးမျိုးတွန်းလှန်နေကြဆဲပဲဖြစ်ပါတယ်။အနာသိန်းကာလ2021ကနေ2023အောက်တိုဘာလအထိဆိုရင်တနင်္ဂနွေအတိုင်းအတိုင်းနဲ့အစ်စ်ကောင်စီရဲ့မီရှုဖြက်စီမှုအခြေအနေတွေကိုစစ်ဆေးတဲ့အခါမှာဒီပင်းရဲ့နေမည်ဟာမီရှုခံရမှုအများဆုံးအဖြစ်စီးရင်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီလိုအချက်အလက်တွေကပဲဒီပင်းရဲ့ပြည်သူတွေကစစ်အာဏာရှင်တွေမှိုက်တိုက်ခဲ့ကြသလိုသမိုင်းတရခမဟုတ်ပဲ မတရားမှောက်ကိုလက်သက်မခံတတ်တဲ့အာနာရှင်တွေကိုရဲရဲကြီးတော်လှန်ခဲ့ကြတဲ့တော်လှန်ရေးစိတ်ဓာတ်တွေခန္ဓာကိုယ်ထဲမှာရဲရဲတောက်စီးစင်းနေကြတဲ့သူတွေသာဖြစ်တယ်ဆိုတာကိုသက်သေထူပြခဲ့တာပဲဖြစ်ပါတယ်။အခုလိုသမီးတို့ရဲ့ကျင်းဆက်ပြသမှုကိုအဆုံးထိကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။တာယာချမ်းမြေ့ရဲ့နေရလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။